မြန်မာစစ်တပ်မှာလွန်ခဲ့တဲ့32နှစ်အတွင်းတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကတကြိမ်သာအပြောင်းအလဲဖြစ်ခဲ့ဘူးပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့သူ့ကိုဆက်ခံတဲ့ဗိုလ်ချုပ်မူကြီးမေအောင်လိုင်တို့နှစ်ဦးကပဲစစ်တပ်ကောင်းဆောင်နေရာကိုအဲဒီကာလတွေမှာရယူထားခဲ့ကြတာဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေတဦးတည်းကပဲစစ်တပ်ရောတိုင်းပြည်ကိုပါ16နှစ်ကြာတဲ့အထိအုပ်ဆိုးခဲ့ပါတယ်။ ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့စစ်တပ်ကိုဦးဆောင်ကတိုင်းပြည်ရဲ့အာဏာကိုသိမ်းယူထားတာယနေ့အထိဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်တဲ့ကာလ59နှစ်အထိရှိခဲ့တဲ့မြန်မာပြည်မှာနောက်ဆုံးစစ်ကောင်းဆောင်နှစ်ဦးရဲ့အာဏာသက်ရှင်အောင်ကြိုးစားကြဖို့အကြောင်းကိုဒီဆောင်ပါးမှာလေ့လာတင်ပြထားပါတယ်။ဗိုလ်ချုပ်မှူးကြီးတန်းရွှေရဲ့အာဏာထူထောင်ကံ 1988ခုနှစ်စက်တင်ဘာ18ရက်ညနေခင်းမှာမြမအတန်နဲ့မြမရုံမြင့်တန်ကြားကနေစစ်ရှိဒေသတွေကိုထုတ်လွှင့်ပြီးတဲ့နောက်ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်တဲ့တမတော်ကနိုင်ငံတော်အာဏာကိုရယူလိုက်ပြီးနိုင်ငံတော်ညီဝဲပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတာကိုဖွဲ့စည်းအုပ်ချုပ်သွားမှာဖြစ်တဲ့အကြောင်းကြေညာခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်၄နှစ်အကြာမှာပဲဗိုလ်ချုပ်မှုကြီးစောမောင်အာနာပြတ်အသိမ်းခံရပြီးဗိုလ်ချုပ်ကြီးတန်းရွှေတက်လာခဲ့ပါတယ်။ ဒါဟာမြန်မာစစ်တပ်သမိုင်းမှာဒူရှုပ်ကတက်ရှုပ်ကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့တဲ့ရှာရှာပါပါဖြစ်ရဖြစ်ပါတယ်။စိတ်တဆစ်စင်ရင်းနဲ့မဟာဗျူဟာရှာမဲ့ရာမှာကျွမ်းကျင်သူလို့တက်ထဲမှာလူတည်များတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေဟာထင်ရှားတဲ့စစ်ကောင်းဆောင်တွေရောထင်ရှားတဲ့နိုင်ငံရေးသမားတွေပါရှိနေတဲ့ကြားကပဲသူ့ရဲ့အာဏာကို19နှစ်တိတိထူထောင်ရှုပ်ကိုင်သွားခဲ့ပါတယ်။ သူရှိကစီနီယာအာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်တဲ့မြေတွေကိုထိမ့်သိမ်းခဲ့တယ်လို့လူထုလိုလာတဲ့ဒီမိုကရေစီကောင်းဆောင်တော်အောင်ဆက်စုကြီးကိုလည်းနေရင်အကြေကျုပ်အကြိမ်ကြိမ်ရှာထားခဲ့ပါတယ်။သူရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ဗိုလ်ချုပ်တွေကိုလည်းရှင်းထုတ်ခဲ့ပြီးဩဇာအာဏာပြင်းတဲ့ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့သူရဲ့စစ်ထောက်လာရေးတပ်ဖွဲ့လုံးကိုပါ2004ခုနှစ်မှာဖျက်သိမ်းပစ်ခဲ့ပါတယ်။ 1998ခုနှစ်မှာနိုင်ငံတော်ညင်ဝဲပြည်ပြမှုတိဆောက်ရေးအဖွဲ့ကိုဖျက်သိမ်းပြီးနိုင်ငံတော်အေဂျင်တာယာယီနဲ့ဖွံ့ဖြိုးရေးကောင်စီနာယာကာလိုပြောင်းလဲဖွဲ့စည်းခဲ့ကသူနဲ့အသက်ကွာတဲ့စစ်ဘိုလ်ချုပ်တွေကိုနေရာပေးခဲ့ပါတယ်။နာယကကိုနာအဖားလို့လည်းလူသိများပြီးစတင်ဖွဲ့စည်းစဉ်ကကာကွယ်ရေးဦးစီးချုပ်ရေးကာကွယ်ရေးဦးစီးချုပ်လေးစစ်စေရေးအထူးအဖွဲ့မှုနဲ့တိုင်းမှုတွေအထိပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့2010ခုနှစ်နာရကဖြတ်သိမ်းချိန်မှာတော့ဗိုလ်ချုပ်မူကြီးတန်းရွှေအပါအဝင်ရှောက်ဦးပဲကြံတော့တဲ့အထိအာနာအတိုင်းဝိုင်းကိုရှုံခဲ့တာတွေ့ရပါတယ်။အငိမ့်စားနာရကအဖွဲ့ဝင်တွေဖြစ်တဲ့ဦးတန်းရွှေ၊ဦးမောင်အေး၊သူရဦးရွှေမန်း၊ဦးသိန်းစေ၊တရားသူရဦးတင်အောင်မြင့်ဦးနဲ့ဦးတင်အေးတို့အတွက်နေပြည်တော်မှာနေအိမ်ရှောက်လုံးစောက်ပေးခဲ့ပြီးရှောက်လုံးတန်းလို့လူသိများပါတယ်။ ။ဦးတန်းရွှေဟာအရှိကဥပဒေရေးဆွဲတဲ့လုပ်ငန်းစဉ်ကိုအသုံးချပြီးသူ့ရဲ့အာဏာသက်ကိုတရားဝင်မှုဖြစ်အောင်တက်တွင်းမှာဝါရဖြန့်နိုင်ခဲ့ပါတယ်။ဒီအကြောင်းပြချက်ကအစ်စ်အစမ်းတော့မဟုတ်ပေမဲ့စစ်ကောင်းဆောင်အတွက်အလုပ်ဖြစ်ခဲ့ပါတယ်။1990ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအရှိကဥပဒေမရှိသေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာမလွှဲပေးခဲ့တဲ့တာရကရှိခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေဟာ1993ခုနှစ်မှာအမျိုးသားညီလာခံကိုခေါ်ပြီး2008ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့လို့15နှစ်ကြာမြင့်ခဲ့တဲ့သဘောဖြစ်ပါတယ်။1993ခုနှစ်မှာပဲပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုတည်ထောင်ပြီးလူမှုရေးအသင်းအဖွဲ့တစ်ခုအနေနဲ့စပြီးလှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့2010ခုနှစ်မှာတော့အသင်းကနေနိုင်ငံရေးပါတီအဖြစ်ပြောင်းလဲကအထွေထွေရွေးကောက်ပွဲဝင်စေခဲ့ပြီးပြည်ခိုင်မျိုးဟာအနိုင်ရပါတီဖြစ်လာခဲ့ပါတယ်။2010အထွေထွေရွေးကောက်ပွဲအတွက်တက္ကသိုလ်ဘုတ်ချုပ်တွေကိုပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုပို့ပြီးအယက်သားတစ်ပိုင်းအစိုးရကိုကူပြောင်းစေခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမပါဝင်ခဲ့တဲ့2010ရွေးကောက်ပွဲဟာပြည်တွင်းရောပြည်ပကပါမေကွန်းထုတ်ခံရမှုတွေရှိခဲ့ပေမဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေဟာသူ့အစီအစဉ်အတိုင်းအသွင်ကူးပြောင်းခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေဟာသူတည်ထောင်ခဲ့တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာအစိုးရဖွဲ့ပြီးအာဏာရယူလာတော့မဲ့2017ခုနှစ်မတ်လကုန်မှာပဲသူ့ရဲ့ဒုတိယလူဒုတိယဗိုလ်ချုပ်မူကြီးမောင်ဦးနဲ့အတူအနားယူပြီးနိုင်ငံရေးကနေဆုတ်ခွာပါတယ်။ သူရဲ့16နှစ်ကြာတက်တမ်းမှာနေပြည်တော်ကိုတည်ဆောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့မြို့တော်ကိုရန်ကုန်ကနေနေပြည်တော်ကိုရွှေ့ခဲ့တာကထင်ရှားတဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်။ဘူဂျုံမူကြီးတန်းရွှေဟာသူ့ရဲ့ရုံကန်တွေကအရှေ့အများစုကိုမြေပုံတွေကိုကြည့်ပြီးကုန်နေတက်တယ်လို့သူ့ရဲ့တပည့်အငိမ့်စာတက်အရာရှိကြီးတွေကပြောပါတယ်။ဒီမြေပုံတွေကြည့်ပြီးတနိုင်ကလုံးမှလမ်းဖောက်တံတားဆောက်ဆယ်တွေအများအပြားတည်ဆောက်ခဲ့တယ်လို့တက်အစ်စ်တွေလည်းတည်ခဲ့ပါတယ်။ သူရဲ့2006ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြရေးဆွဲပြီးနိုင်ငံရေးမှာစစ်တပ်ကအစဉ်တစိုက်ပါနေရအောင်ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့တမရစနစ်ကိုအဓိကဥတီရေးဆွဲပြီးတက်ကိုတော့အုတ်ချုပ်ရေးနဲ့ဥပရေပြူရေးမှာဥဆောင်အခန်းကဏ္ဍကမပါဝင်စေတော့ပေမဲ့ဗီဒီယိုအာနာသဘောမျိုးပေးခဲ့တာတွေ့ရပါတယ်။တမရဥသိစေရဲ့ပြောရေးဆိုခွင့်ရှိသူဦးရထွတ်ကဘ ෝජ ုံမှုကြီးတန်းရွှေဟာနေပြည်တော်အပါအဝင် လန်ဒတာအရှိကအစအုံစီမံကိန်းတွေကိုတိစောက်ဖို့စိတ်ဝင်တစားဆောင်ရွက်ခဲ့ပေမဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်မှာလိုအပ်တဲ့ခိုင်မာတဲ့ institution တွေတိစောက်ဖို့အနှဲငယ်သာအလေးပေးနိုင်ခဲ့တယ်လို့သူရေးသားတဲ့မြမနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများစာအုပ်မှာထည့်ရေးထားပါတယ်။နိုင်ငံရေးအခင်းအကျင်းအသစ်မှာပါဝင်ဖို့သူပြင်ဆင်ထားတဲ့တခုတည်းသော ခိုင်မာတဲ့ institution ဟာတက်မတော်ပဲလို့ဦးရထွက်ကရေးပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေဟာတက်ထိတ်ပိုင်ကောင်းဆောင် အားလုံးလိုလိုကိုရွေးကောက်ပွဲဝင်စေခဲ့ပြီးသူနဲ့အသက်20ကျော်ကွာဟာတဲ့ဗိုလ်ချုပ်မူကြီးမေအောင်လိုင်းကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုဆက်ခတ်စေပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေဟာစစ်ဗိုလ်ချုပ်တွေအများကြီးရှိတဲ့အထက်ကမှဗိုလ်ချုပ်မူကြီးမေအောင်လိုင်းကိုဘာကြောင့်ရွေးချယ်ခဲ့တယ်လဲဆိုတဲ့အဖြေကိုတိတိကျကျသိသူနေပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့အနီးကတပည့်တွေဖြစ်ခဲ့တဲ့အငိမ့်စားစစ်ဘိုလ်ချုပ်တွေကတော့အရှက်အလက်တရှိုးကိုထောက်ပြပါဗျာ ကျန်းကန်ရေးပါတီအတွက်ည90မဟာဗျူဟာဗြဟ္မာအရှက်ကဘိုးကြောင့်မူကြီးတန်းရွှေဟာသူ့ရုံးကလိုအာနာကိုသူ့တယောက်တည်းလက်ထဲမှာဂင်ထားတဲ့လိုမျိုးအရှားလူတယောက်ထပ်မပေါ်လာအောင်လုပ်ခဲ့တာလို့သူ့တပည့်တဦးက BBC ကိုပြောပါတယ်။တမရဦးဆောင်နဲ့အုပ်ချုပ်ရေးမှန်းတိုင်းလွှတ်တော်ဥက္ကဋ္ဌတွေဦးဆောင်နဲ့ဥပဒေပြုရေးမှန်းတိုင်းနဲ့တရားသူကြီးချုပ်တို့ဦးဆောင်နဲ့တရားရေးမှန်းတိုင်း၃ခုနဲ့တက်မတော်ဆိုပြီးအာနာကို ဖြန့်ခွဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုနိုင်ငံရေးကနေဖဲထုတ်ထားခဲ့တဲ့သူ့ရဲ့မဟာဗျူဟာကတက်ကြောထောင်းနောက်ခံစန့်ခါရေးပါတီကပဲနှစ်ပေါင်း90အထွေထွေရွေးကောက်ပွဲဆက်ကူအထိအနိုင်ရရှိစေရေးဖြစ်ပါတယ်။ဒီအကြောင်းကိုဦးတန်းရွှေအစိုးရရဲ့ရေးတဲ့ဦးစီးချုပ်ဟောင်းဒုတိယဘူချုပ်ကြီးဆိုတဲ့တမရယုံဝင်ကြီးဟောင်းက သူနိုင်ငံရေးရာထူးကအနားယူပြီးတဲ့နောက်မှာမီဒီယာတွေကိုဖြစ်ကြပြီးဒီအကြောင်းကိုသိတဲ့နိုင်ငံရေးအကဲခတ်တွေကလည်းဥတန်းရွှေဒီလိုပြောခဲ့တာမှန်ကန်ကြောင်း BBC ကိုအတည်ပြုပါတယ်ဗိုလ်ချုပ်မူကြီးတန်းချွေရဲ့စင်စားချက်အရတမဒလွှတ်တော်ဥက္ကဋ္ဌတရားသူကြီးချုပ်နဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကသူတို့တက်တန်းအလိုက်အနားယူကြရမှာဖြစ်ပါတယ်။ ဒီအတွက်အစိုးရတပ်တန်းတစ်ခုအပြီးမှာအငိမ့်စားယူရမယ်အသက်ကန့်သက်ချက်အရာစစ်တပ်ကတော်အပတ်စဉ်19ကဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကသူ့ရဲ့စီနီယာဗိုလ်ချုပ်များစွာကိုကြော်ပြီးတရှုပ်ဖြစ်ဖို့လမ်းပွင့်သွားပါတယ်။အဲ့ဒီအချိန်ကတမတော်ကနံပါတ်3ကောင်းဆောင်ဗိုလ်ချုပ်ကြီးတူရရွှေမန်းကတမတာဒါမမဟုတ်တမတော်ကကွယ်ရေးဦးစီးချုပ်တခုခုဖြစ်မယ်လို့ညှော်လင့်ခဲ့ပေမဲ့နှစ်ခုလုံးနဲ့လွဲပြီးပြည်သူ့လွတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရာတို့အတွက်စစ်တက္ကသိုလ်အပတ်စဉ်၁၈ကဒုတိယဗိုလ်ချုပ်ကြီးဒူရမင်းအောင်နဲ့ရှင်ပြိုင်ခဲ့ရတယ်လို့အဲ့ဒီအရှိန်ကစစ်ရုံးမှရှိနေခဲ့သူတက်အရာရှိဟောင်းတွေက BBC ကိုပြောပါတယ်။သူတို့နှစ်ယောက်ထဲကဘသူ့ကိုတက်ရှုပ်ရာတို့ပေးမလဲဆိုတာကိုလူကြီးတွေကစစ်ရုံးမှအနီးကပ်ဆောင်ကြည့်ပြီးဆုံးဖြတ်ခဲ့ကြတယ်။ဗိုလ်ချုပ်ကြီးမင်းအောင်လွှဲသွားခဲ့တယ်လို့စစ်ရုံးမှရှိနေခဲ့တဲ့တက်အရာရှိဟောင်းတအူးကပြောပြပါဗျာ။ တရှုတ်ရာဒူးနဲ့လွဲလျော်မှုအတွက်မကြေလည်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်အနာပေးခံရပြီးနေရင်အကျယ်ကျုပ်ကြခဲ့ရတဲ့အကြောင်းအဲ့ဒီအရာရှိဟောင်းကဆက်ပြောပြပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေဟာ2017တက်မတော်နေ့ညစာစားပွဲအပြီးမှာတရှုတ်ရာဒူးကနေအနာယူခဲ့ပြီးသူ့ရဲ့အာဏာပြင်းမှုကြောင့်သူ့ရဲ့အပြောင်းလဲအစီအစဉ်တွေကိုစောရကတက်ဝင့်သူမရှိခဲ့ပဲဗိုလ်ချုပ်မူကြီးမြင့်အောင်လိုင်းကတက်မတော်ကကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ အငိမ့်စားမယူတဲ့တက်ရှုပ်ဘူဂျုံမူကြီးတန်းရွှေရဲ့290အစီအစဉ်ဟာငါးနှစ်အတွင်းမှာကမောက်ကမရလက်အရှိုးထွက်လာခဲ့ပါတယ်တမရဦးသိန်းစိန်အစိုးရနဲ့တူရာဦးရွှေမန်းလွှတ်တော်အပြိုင်မှုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေကြားပြတ်ရွေးကောက်ပွဲဝင်လာမှုတို့ကြောင့်မြမနိုင်ငံရေးမှာကြီးမားတဲ့အလှည့်ပြောင်းတွေဖြစ်ခဲ့ပါတယ်။ နည်းလိုရှုပ်ထွေးနေတဲ့နိုင်ငံရဲ့အရှိအနေကြားမှာဗိုလ်ချုပ်ငူကြီးမင်းအောင်လှိုင်ကသူ့ရဲ့အာဏာကိုတိတ်တဆိတ်တည်ဆောက်နေခဲ့ပါတယ်။အငိမ့်စားယူရမယ်အသက်အရွယ်ကန့်သက်ချက်ကြောင့်တရှုပ်ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလက်တွေမှာအနားမယူခဲ့ပဲ2021မှာအာဏာသိမ်းပြီးသူ့ရဲ့ခေတ်တခေတ်ကိုထူထောင်ပါတယ်။တရှုပ်နဲ့ဒူးရှုပ်ဟာအငိမ့်စားယူရမယ်အသက်60ကိုကျော်လွန်ခဲ့ကြပေမဲ့အနားမယူခဲ့ကြပဲသူတို့ရဲ့ဂျူနီယာစစ်ဘိုလ်ချုပ်တွေကတော့စောစောစီစီအနားယူခဲ့ကြရပါတယ်။ ကာကွယ်ရေးဌာနကောင်စီညွန်ကြားလွှာလေးမြင့်ဆောင်2004အရတရုတ်ရာတို့ကနေ65နှစ်ပြည့်ရင်အနားယူရမှာဖြစ်ပေမဲ့သူအာနာသိမ့်ပြီးတဲ့နောက်မှာတက်မတော်ကာကွယ်ရေးဦးစီးချုပ်တက်တန်းကိုအကန့်အသတ်မဲအောင်ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။စစ်တပ်အင်ကာစင်အရတရုတ်နဲ့ဒူးချုပ်ပြီးရင်ညှိနှိုင်းကွက်ကယ်ရေးမှူးကြီးရေလေကယာတို့အမြင့်ဆုံးဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်မှာဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းတို့ညှိနှိုင်းကွက်ကဲရေးမှုဖြစ်ခဲ့ပြီးတအူးကတရှုပ်ဖြစ်လာခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတရှုပ်လက်ထက်မှာညှိနှိုင်းကွက်ကဲရေးမှုက၄ဦးအထိအပြောင်းလဲဖြစ်ခဲ့ပြီးတအူးမှတရှုပ်ဖြစ်မလာခဲ့ပါဘူး။အဲ့ဒီလေးဦးကဗိုလ်ချုပ်ကြီးလာသေးဝင်ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့လက်ရှိညစ်ကိုဗိုလ်ချုပ်ကြီးမောင်မောင်အေရိုဖြစ်ကြပါဗျ။ ဗိုလ်ချုပ်ကြီးလာထေဝင်းက2015ရွေးကောက်ပွဲအတွက်အငိမ့်စားအပြီးခံရပြီးလွှတ်တော်တဲ့ရောက်ခဲ့ရတယ်လို့လေကျုံဟောင်းဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကလည်းယာရုကဆက်မတက်လာပဲအငိမ့်စားယူခဲ့ရပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေအနားယူပြီးတဲ့နောက်အနာဂတ်တရှုပ်အဖြစ်ညွှန်မှန်းခံရသူဗိုလ်ချုပ်ကြီးမြထုံးဦးကလည်းညှိကုတ်ကနေဝင်ကြီးအဖြစ်ပြောင်းရွှေ့ခံရပါတယ်။ လက်ရှိညကဗိုလ်ချုပ်ကြီးမောင်မောင်ဧကဗိုလ်ချုပ်မှုကြီးမင်းအောင်လာရဲ့လူရင်းဖြစ်ပေမဲ့အရန်အင်အားအပိုခံရပြီးမှညကပြန်ဖြစ်လာလို့သူ့ရဲ့ယာရုတက်လန်းကလည်းမှန်စာရခတ်ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်လက်ထက်မှာညကလိုဗိုလ်ချုပ်ကြီးတွေအစင်ဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ရေနဲ့ကာကွယ်ရေးဦးစီးချုပ်လေတွေကိုလည်းအနာပေးတာအရန်အင်အားပို့ခဲ့တာတွေရှိခဲ့ပြီးအဲ့ဒီလိုအလောက်ခံရသူစုစုပေါင်းဗိုလ်ချုပ်ကြီး9ယောက်အထိရှိပါတယ် ဒီဘိုချုပ်ကြီးတွေထဲမှာရေချုပ်ဟောင်းဥညံထွန်းတယောက်ပဲဒုသမရအဖြစ်ပြောင်းရွှေ့ခံရတာဖြစ်ပြီးကျန်တဲ့ဘိုချုပ်ကြီးတွေကတော့အငိမ့်စားပေးခံရတာနဲ့အရန်အင်ရအပုတ်ခံရတာတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်2015အထွေထွေရွေးကောက်ပွဲကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့အာဏာထူထောင်ဖို့အကောင်ဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။အပတ်စဉ်မတိမ်မရိမ့်တွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးလထဲဝင်းကာကွယ်ရေးဦးစီးချုပ်ရေးဗိုလ်ချုပ်ကြီးတူရာသက်ဆွေ တက်မတော်စစ်စေးရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးတောင်အေးကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးဒုတိယဗိုလ်ချုပ်ကြီးအောင်တန်းထွတ်ဒုတိယဗိုလ်ချုပ်ကြီးခင်စောဦးဒုတိယဗိုလ်ချုပ်ကြီးလာမင်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ကို အနားပေးခဲ့ပါတယ်အဲ့ဒီအငိမ့်စားစစ်ဘုတ်ချုပ်တွေကိုရွေးကောက်ပွဲကိုလွှတ်ပေးမဲ့တက်ကတနရာစာရထားတဲ့ဒုတိယတမရနေရာကိုမပေးခဲ့ပဲရန်ကုန်ဝင်းကြီးချုပ်အောင်ဦးမြင့်စွေလက်ရှိယာယီတမရကိုပေးခဲ့ပါတယ်။ ဗိုလ်ချုပ်မူကြီးမယောင်လိုင်းကိုရိုင်းလည်းဒုတိယသမ္မတနေရာကိုသွားလို့ရပေမဲ့မသွားခဲ့တာတွေ့ရပါတယ်။2015ရွေးကောက်ပွဲကိုကြက်ခရဲ့အစိုးရကထပ်နိုင်ခဲ့ရင်ဦးသိန်းစိန်ကသမရ3နှစ်လုပ်ပြီးဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2နှစ်လုပ်ဖို့လှုပ်ဝက်သဘောတူခဲ့ကြတယ်လို့ဝင်ကြီးဟောင်းတဦးက BBC ကိုပြောခဲ့ပူပါတယ်။ဒါပေမဲ့2015ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်လို့သူတို့အစီအစဉ်ပြတ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ငူကြီးမင်းအောင်လိုင်ကတော့ NLD အစိုးရလက်ထက်မှာတက်ရှုပ်တက်တန်းဆက်တိုးပြီးစနေခဲ့ပါတယ်ဗိုလ်ချုပ်မူကြီးမရောက်နိုင်အနာမယူပဲတက်ရှုပ်တက်တန်းဆက်တိုးတာကို NLD အစိုးရဘက်ကလည်းမကြိုက်ခဲ့ပဲတက်ရဲ့အခန်းကဏ္ဍအရေးကြီးတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အစည်းအဝေးကိုတော့အစိုးရတက်တန်းအတွင်တစ်ချိန်မှမခေါ်ခဲ့ပါဘူး။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မူကြီးမရောက်လန်ကြားမှလည်းဆက်ဆက်ရေးအဆင်မပြေသလို NLD လွတ်တော်ထဲမှာလည်းရွေးကောက်ခံအမတ်တွေနဲ့တက်လွတ်တော်ကိုယ်စားလှယ်တွေကြားမှလည်းထိတိုက်တွေးမှုတွေမကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။2020ရွေးကောက်ပွဲအပြီးမှာတော့မဲမတမာမှုကိုအကြောင်းပြပြီးဗိုလ်ချုပ်မူကြီးမရောက်လန်ကအာဏာသိမ်းပါတယ်။သမရအာဏာကိုရှော့ချခြင်း 2021မှာအာနာသိမ်းယူလိုက်ပြီးအချိန်မှာတော့စစ်ကောင်းဆောင်ပူဇော်မှုကြီးမေအောင်လိုက်ဟာစစ်ကောင်စီလို့ခေါ်ကြတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးတမရယုံရဲ့အခမ်းအကဏ္ဍကိုလျှော်ရှားခဲ့ပါတယ်။အနာသိမ့်ပြီးကလေးကနိုင်ငံတော်တမရယုံကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ်အမည်ပြောင်းပြီးပြည်ထောင်စုအစိုးရအဖွဲ့ယုံကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုယုံအဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ ယာယီသမရဦးမြင့်စွေကိုအရေးပေါ်ကာလတက်တန်းတိုးတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာသာလူမြင့်ကွင်းကိုထွက်ပေါ်လာလေရှိလို့ပုံမှန်အားဖြင့်ရှောက်လာတစ်ခါသာမြင်ရလေရှိပါတယ်ဘိုးချုပ်မူကြီးမေအောင်လာရဲ့အာနာသိန်းကာလာမှာစစ်ကောင်စီကအမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပါတယ်စစ်ကောင်စီမှာ အတွင်ရေးမှုကစစ်ဥပဒေချုပ်ဟောင်းဒုတိယဘိုးချုပ်ကြီးအောင်လင်းတွေဖြစ်ပြီးတွဲဖက်အတွင်ရေးမှုကဒုတိယဘိုးချုပ်ကြီးရဲဝင်းဦးဖြစ်ပါတယ် နှစ်ဦးလုံးကစစ်ကောင်းဆောင်ရဲ့လူယုံတွေဖြစ်ပေမဲ့စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်လည်းဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတော့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသူ့ရဲ့အနီးမှာထားပြီးပိုယုံကြည်အားကိုးတာကိုတွေ့ရပါတယ်။အာနာသိမ့်ပြီးလို့ရှောက်လာပြေးတဲ့ဩဂုတ်လတရက်မှာစစ်ကောင်စီကအိမ်ဆောင်အစိုးရအဖွဲ့လို့အမည်ပြောင်းလဲဖွဲ့စည်းပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဝင်းကြီးချုပ်ရာထူးကိုထပ်ယူပါတယ်။ နောက်ပိုင်းမှာအင်ဆောင်အစိုးရအဖွဲ့ဆိုတဲ့အမည်ကိုဆက်မသုံးတော့ပဲဝင်းကြီးကျောက်ယာရူးကိုပဲဆက်လက်သုံးဆွဲပါတယ်။စစ်ကောင်စီနဲ့အစိုးရအဖွဲ့ကိုလည်းဗိုလ်ချုပ်မူကြီးမရောက်နိုင်ကပဲရှုတ်ကင်ထားပြီးကောင်စီဝင်တွေနဲ့အစိုးရအဖွဲ့ဝင်တွေကိုမကြာခဏအပြောင်းအလဲလုပ်ခဲ့ပါတယ်။စစ်ကောင်စီနဲ့အစိုးရအဖွဲ့ဟာတပ်ထဲကစစ်ဗိုလ်ချုပ်တွေကိုအရက်ဖတ်အုပ်ချုပ်ရေးကိုရွှေ့တဲ့နေရာတစ်ခုဖြစ်လာပြီးဗိုလ်ချုပ်ကြီးမိုးအောင်လိုရေကျုပ်ရာတို့ပါရွှေ့ပြောင်းခံခဲ့ရပါတယ်။ တက်ရှုံနှစ်ယောက်တူရာနဲ့မတူရာတွေဦးတန်းရွှေဟာစစ်တက္ကသိုလ်ကျောင်းစင်တယောက်မဟုတ်ပဲ1952ခုနှစ်မှာဘူလောင်းတင်တဲ့အမတ်စဉ်ကိုကနေစင်ပါတယ်သူရဲ့ဒုတိယလူဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးမောင်ရေးက1955မှာစတင်ဖွင့်လှစ်တဲ့စစ်တက္ကသိုလ်အပတ်စဉ်တစ်ဖြစ်ပါတယ်တမရော်ကားဝေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကစစ်တက္ကသိုလ်အပတ်စဉ်16ဖြစ်ပါတယ် နိုင်ငံရဲ့အကြိတ်ခက်တွေကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူ့ရဲ့ဒူချုပ်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းအပေါ်အာနာခွဲဝေမှုဟာဗိုလ်ချုပ်မူကြီးတန်ရွှေနဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးလိုမဟုတ်ဘူးလို့ထောက်ပြကြပါတယ်။ဦးတန်ရွှေနဲ့ဦးအေးကပိုအတွဲညီတဲ့ပိုယုံကြည်ကြတဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့ဘသူ့ကိုမှမယုံကြည်တဲ့လူမျိုးလို့နိုင်ငံရဲ့အကြိတ်ခက်တအူးကပြောပါတယ်။ ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကဒူးချုပ်ထက်သူ့ရဲ့အကြံပေးဒုတိယဗိုလ်ချုပ်ကြီးညိုစောစစ်ဖက်လက်ထောက်ဗိုလ်ချုပ်မိုးမြင့်စွေနဲ့ဆာယာပါချုပ်ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကိုဝန်းရံထားတဲ့အကြောင်းသူကထောက်ပြပါတယ်နိုင်ငံကြ ాయి မူဝါဒမှာလဲဗိုလ်ချုပ်မူကြီးတန်းရွှေကအိနီချင်းတယုံနဲ့ဆက်ဆံရေးကောင်အဓိကတိစောက်ခဲ့ပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကတော့ရုရှားထိုင်းတို့နဲ့ပုံနှိစပ်ပါတယ် ဒေါအောင်ဆန်းစုကြည်လိုပြည်သူတခဲနဲ့ထောက်ခံတဲ့နိုင်ငံရေးသမားနဲ့ရင်ဆိုင်ခဲ့ရတာချင်းလဲတရှုံနှစ်ယောက်လုံးတူကြပါတယ်ဒေါအောင်ဆန်းစုကြည်ကိုလက်ရှိရှာမှတ်ထားတဲ့နှစ်ရှည်ထောင်တန်းတွေကိုကြည့်ရင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ထက်ဗိုလ်ချုပ်မူကြီးတန့်ရွှေကပိုပြောပြောင်းတာတွေ့ရမှာဖြစ်ပါတယ်။စစ်ကောင်းဆောင်နှစ်ဦးလုံးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုနိုင်ငံရေးကဖယ်ရှားပစ်တဲ့တမိုင်းချင်းလဲတူကြပြန်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေကအနေရထိုင်တူသိပ်ပြီးသူ့ရဲ့အတန်ကို အများပြည်သူကကြားရခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးမေအောင်လိုင်းကတော့ရုံးတဲ့အတန်ပါချိန်ဖန်များစွာတွဲမြင်ရလေးရှိပြီးတဲ့အရာရှိတရှိုးကသူ့ကိုဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့အကြိုက်စင်တူတယ်လို့ဆိုကြပါတယ်။ TV မင်းသားကြီးပေါ်လို့တဲ့အရာရှိတအူးကပြောပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေကသူ့ရဲ့တပ်တန်း16နှစ်အတွင်းအတိုက်အခံတွေနဲ့တိုင်းသားလက်နက်ကင်တွေကိုဖြူဟာမြောက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ။ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကတော့အာဏာသိမ်းထားတဲ့၃နှစ်အတွင်းတစ်နှစ်ထက်တစ်နှစ်ပုံမှုဆိုးွားတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရပါတယ်။တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေရဲ့2023အောက်တိုဘာမှာလုပ်ခဲ့တဲ့30နှစ်ခွန်စစ်စင်ရေးကစားလို့ရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ကယားကရင်ပြည်နယ်တွေမှာစစ်စခန်းပေါင်းများစွာကိုဆုံးရှုံးခဲ့ရခြင်းကဗိုလ်ချုပ်မှုကြီးတန်းရွှေစစ်အစိုးရလက်ထက်တုန်းကမကြုံခဲ့ရဘဲလက်ရှိစစ်ကောင်စီလက်ထက်မှာပဲကြုံရတဲ့အခြေအနေဖြစ်ပါတယ်။ အာနာကိုဘလို့စွန့်ခွာမလဲဘူဂျုံမူကြီးတန်းရွှေက2010ရွေးကောက်ပွဲနဲ့အတူ သူ့ရဲ့အာနာကိုအန်ရဲကင်းကင်းနဲ့စွန့်လွန်နိုင်ခဲ့ပါတယ်2008ဖွဲ့စည်းပုံအစည်းအကံဥပဒေအောက်ကနေတူထားခဲ့တဲ့နိုင်ငံရဲ့အခင်းအကျင်းကကန့်ကွက်သူတွေရှိသလိုပြည်တွင်းပြည်ပထောက်ခံမှုတချို့လည်းရခဲ့ပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ဒီလောက်အရှိအနေမပေးပါဘူးစစ်ကောင်စီကရွေးကောက်ပွဲကျင်းပပေးပြီးအနာရပါတီကိုအာဏာလွှဲပေးမယ်လို့ကတိပေးထားပေမဲ့လက်ရှိလုံခြုံရေးအရှိအနေအရရွေးကောက်ပွဲဆိုတာကျင်းပနိုင်မှုအခက်အခဲများစွာရှိနေပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမတ်လာတဲ့ရုရှားသတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာရွေးကောက်ပွဲကိုတပြိုင်တည်းမဟုတ်တောင်မှလုံနိုင်တဲ့အပိုင်းလိုက်ကျင်းပသွားမယ်လို့ဖြေကြားထားပါတယ်။ ရွေးကောက်ပွဲအပြီးမှာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကတက်ရှုပ်ရသူကိုဆွလွတ်ပြီးနိုင်ငံရေးဘက်ကိုကူမလားတမရလောက်မလားဆိုတဲ့ခမန်းချက်တွေလည်းရှိနေပါတယ်သူမစီရေနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအတွေ့အကြုံများစွာရှိကြောင်းနဲ့ပြည်သူဆန္ဒအပေါ်မူတည်ပြီးနိုင်ငံရေးကိုဆက်လုပ်သွားမယ်လို့2020ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကရုရှားအရှေ့ဆိုင်တည်ထောင်ဌာနနဲ့တွေ့ဆုံခန်းမှာပြောကြားပူပါတယ် ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးမရောင်းလိုင်းကဗိုလ်ချုပ်မှုကြီးတန်းရွှေလို့တော့တက်အာနာရောအရက်ဖတ်အာနာပါဆွန်ပြီးအနားယူသွားဖို့ကတော့ဖြစ်နိုင်ခြေနေလွန်းတယ်လို့နိုင်ငံရေးအကြက်ခတ်တွေကတုံ့တက်နေကြပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲအလွန်မှာဗိုလ်ချုပ်မှုကြီးမရောင်းလိုင်းဝင်မပါတော့ပေမဲ့ပြုပြင်ပြောင်းလဲမှုကအလုပ်ဖြစ်ဖို့မျှော်လင့်နိုင်တယ်လို့နိုင်ငံရေးအကြက်ခတ်တအူးကတုံ့တက်ပါတယ်။ တိုင်းသားလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကတနိုင်ကလုံးမှာစစ်မျက်နှာဖွင့်ထားရတဲ့အပြင်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကိုတိုင်ဖိတ်ခေါ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတိုက်ပွဲတွေဖြစ်နေတဲ့အဖွဲ့တွေရောက်မလာခဲ့ပဲအလုံးမဖြစ်ခဲ့တာကိုသူကဥပမာပေးပါတယ်။ဒါအပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့အာဂျင်တီးနားနိုင်ငံတရားရုံးတွေမှာပါစစ်တပ်ကိုတရားစွဲထားပြီးဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကတာဝန်အရှိဆုံးဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကပြည်တွင်းပြည်ပအကုန်လုံးရဲ့ပြတ်မှတ်ဖြစ်နေတယ်လို့နိုင်ငံရေးအကြီးအကဲတအူးကပြောပါရယ်။ဒါကြောင့်စစ်ကောင်းဆောင်အနေနဲ့သူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေလိုအာဏာအလုံးစုံလက်လွတ်ဖို့ခက်လိမ့်မယ်လို့တုံ့တက်နေကြတာဖြစ်ပါရယ်။ရွှေကပွဲကို26ရာခိုင်နှုန်းကျင်းပပြီးတက်ကိုစလဲ25ရာခိုင်နှုန်းနဲ့ပေါင်းအစိုးရဘွဲ့တမရလုတ်ခဲ့ရင်တောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကသူယုံကြည်စိတ်ရှားရသူတအူးကိုတရှုပ်နေရလွှဲခဲ့ရမှာဖြစ်ပါတယ်။